အခုတခါကျွန်တော်ဒုတိယဗီဒီယိုအနေနဲ့လုပ်ပြပေးခြင်းတယ်သူနာမည်ကကိုကျော်ဟင်းအတက်က45နီးရှိပြီယောက်ျားလေးလာစင်ကြီးအနေနဲ့သူဘလောက်ပဲစုမှလဲဆိုတော့400ဒေါ်လာပေါ့နော်တလ400ဒေါ်လာကိုသူဘလောက်ကြကြစုမှလဲဆိုတော့၈နှစ်တက်တာမယ်နော်၈နှစ်တက်တာမယ်သူစုမှဆိုလိုချင်တာကအတက်45နှစ်ကနေ52နှစ်အထိပဲသူစုမှနော်52နှစ်ပြည့်သွားပြီဆိုတာနဲ့ ဒီကိုကျော်ဟင်းကဒလ400ထည့်ဆောင်မလို့တော့ဘူးပိုက်စံတပြားမှဆက်လက်ထည့်ဆောင်မလို့တော့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ life insurance ရှောက်တဲ့အချိန်နှုန်းက၈နှစ်တက်တမ်းပဲစုမယ်လို့ကျွန်တော်တို့က move policy ရေးထားလို့เนาะကျွန်တော်တို့ဒီ video လောက်ရတဲ့အဓိကရွေးချက်က ကိုကျော်ဟင်းကပိုက်စံစုချင်တာเนาะပြန်ပြောမယ်ကိုကျော်ဟင်းကပိုက်စံစုချင်တာပင်စင်စားမဲ့အတက်ရွယ်ရောက်လာတဲ့အခါကြလို့ရှိရင် social security စီကပိုက်ဆံတချို့တလီလဲရမယ်မပြည့်စုံမလုံလောက်သေးလို့เนาะထပ်ပြီးတော့ပင်စင်အတွက် ဖြစ်ဆက်ပေးတဲ့အနေနဲ့ life insurance company မှာလဲသူပိုက်ဆံစုချင်တာပေါ့เนาะပင်စင်စားဖို့အတက်ရွယ်ရောက်လာတဲ့ခါကြလို့ရှိရင်တလ900တလ900ပေးမဲ့အနေနဲ့ insurance company စီကပိုက်ဆံစားရဖို့အတွက်ကျွန်တော်ရည်ရထားပြီးတော့လောက်တာเนาะဒီလိုပုံစံမျိုးနဲ့ကျွန်တော်ဆက်လက်လုပ်မယ်ဆိုရင်ဒီအတက်45နှစ်အရွယ်ကိုကြောင်ဟင်းရလေ အသက်65နှစ်ပြည့်တဲ့ချိန်ကြလို့ရှိရင် insurance company စီကတလ900တလ900လတိုင်းလတိုင်းဒူတေသွားတဲ့အထိ insurance company စီကပိုက်ဆံရမှာနော်မတေးမချင်း insurance company စီကတလ900တလ900ပုံမှန်သူရသွားမှာအဲ့ဒါလိုမျိုးပေါ့နော်တလ900ထက်သူဆွဲထုတ်ချင်တယ်ဆိုရင်လည်းရသေးတယ်ဒါပေမဲ့ဒီ video ထဲမှာကတော့တလ900နဲ့ပဲကျွန်တော်ထားလိုက်အောင်မယ်နော်ဒီဇေယျကိုကျွန်တော်ပါလာပြန်ပေးရမယ်ဆိုလို့ရှိရင်ကိုကျော်ဟင်းက အသက်45နှစ်အရွယ်ရှိပြီပြီးတော့ဒီ insurance company စီမှာဘယ်နှစ်နှစ်ပဲပိုက်ဆံစုဖို့လိုလဲလို့ကျွန်တော်ပြောလဲ၈နှစ်ပဲเนาะဟာခဏကကျွန်တော်ပြောတယ်လို့မျိုးကိုကျော်ဟင်းကဒီမူ policy အတွက်ဆိုရင်ပိုက်ဆံ၈နှစ်ပဲစုဖို့လိုတာเนาะ၈နှစ်ဆိုတော့အသက်45နှစ်ကနေ52နှစ်အထိပဲလာစင်ကြီးအနေနဲ့သူဆောင်ဖို့လိုတာပေါ့เนาะ အတက်50နှစ်ကျော်သွားပြီဆိုတာနဲ့ကိုကျော်ဟင်းကဒီမူ policy အတွက်တပြားမှပိုအတာဆောင်စားမလို့တော့ဘူးเนาะသူဆောင်ခဲ့တဲ့ပိုက်စနေအားလုံးကျွန်တော်တို့စုလိုက်မယ်ဆိုရင်တော့3000 6000ကျော်ကျော်လေးပေါ့အဲ့လောက်ပါပဲเนาะ53နှစ်ကနေစပြီးတော့လေကြီးကြီးလိုက်သူတည်တဲ့အချိန်ထိဘယ်နှစ်မှာပဲတည်တည်เนาะသူတပြားမှပိုအတာဆောင်စားမလို့တော့ဘူးဒါအရေးကြီးတယ်เนาะဆိုတော့ဒီမူ policy အတွက်တက်တက်စာတူဝဲထားတာစုစုပေါင်းလိုက်မယ်ဆိုရင်3000 6000ကျော်ကျော်လောက်ပဲလေ ဘာဖြစ်လို့လဲတိလား53နှစ်အတက်ရွယ်ကစပြီးတော့သူတည်သွားတဲ့အချိန်ထိတပြားမအပူတာဆောင်ဆံမလို့တော့နော်ဒါအရေးကြီးတယ်ဒီမူ policy ဝယ်ရတဲ့ရွယ်ချက်ကကိုကျော်ဟင်းအတက်ကြီးတဲ့အချိန်ကြာလို့ရှိရင်ပင်စင်စားမဲ့အချိန်ရောက်လာလို့ရှိပေါ့အတက်65နှစ်နေစပြီးတော့သူတည်သွားတဲ့အချိန်ထိ insurance company စီကတစ်လ900တစ်လ900ပင်စင်အနေနဲ့ပေါ့နော်ပတ်စံယူထုတ်တုံးလို့ရအောင်ဆိုလို့ကျတော့ကပင်စင်တစ်ခုအနေနဲ့ထပ်ပြီးတော့ဖြစ်ဆက်ပေးတာပေါ့ဒူဝယ်ချင်တာပေါ့နော် accumulated value ဆိုတဲ့ဇယားတစ်ခုပါပြရမယ်ဆိုလို့ရှင်ပထမနှစ်မှာကိုကျော်ဟင်းက4000လောက်ပိုက်စာဆုလို့ရပြီဒုတိယနှစ်မှာ6000တတိယနှစ်မှာ12000ပြီးတော့9နှစ်မြောက်မှာဆိုရင်12000စသည်ဖြစ်ပေါ့နော်10နှစ်မြောက်မှာဆိုရင်4000ကျော်ပြီနော်15နှစ်မြောက်မှာဆိုရင်9500ကျော်သွားပြီနှစ်ပေါင်း20လောက်မှာဆိုရင် ကိုကျော်ဟင်းက insurance company စီမှာပိုက်စာဆုထားတာ9500လောက်ရှိသွားပြီပေါ့နော်အစောနာကကျွန်တော်ပြောတော့တာပါလေ ကျွန်တော်တို့ဒီ life insurance move policy ရဲ့ရွေချက်ကဒီကိုကျော်ဟင်းရအတက်ကြီးတဲ့ချိန်ကြာလို့ရှိရင် insurance company စီကပင်စင်တစ်ခုအနေနဲ့ပိုက်ဆံယူထုတ်လို့ရဖို့အတွက်ကျွန်တော်တို့လောက်ထားရမှာလားဆိုတော့ဒီဇာတ်ကိုကြည့်ကြည့်လိုက်မယ်ကိုကျော်ဟင်းအတက်65နှစ်ပြည့်တဲ့ချိန်မှာ insurance company စီက6ထောင်ယူထုတ်မယ်66နှစ်မှာလဲထိုနည်းတူလေကောင်းမယ်6ထောင်69နှစ်မှာလဲ6ထောင်သူတည်သွားတဲ့အချိန်ထိနော် အသက်85နှစ်မှလည်းသူ6000ဆွဲထုတ်လို့ရတယ်။နေ့တိုင်းလိုလိုပဲသူတည်သွားတဲ့အချိန်ထိနော်။ဥပမာတစ်ခုအနေနဲ့ပြောပြမယ်ကွာ။ဒီကိုကျော်ဟင်းကကျောင်းမကြီးအရာကောင်းနေတယ်ကွာ။အသက်84နှစ်မှသူမတည်သေးဘူး။အသက်65နှစ်ကနေစပြီးတော့84နှစ်အထိနော်တနည်းကို6000 6000ယူထုတ်မယ်ဆိုလို့ရှိရင်တော့ insurance company စီကတသိန်းနဲ့တောင်းလောက်ယူထုတ်ပြီးတော့ပြီး85နှစ်မှသူတည်သွားတယ်ဆိုရင် ကြာနေသေးတဲ့အမေခံသူကြာနေသေးတဲ့မိသားစုတွေလည်း life insurance company စီက6တောင်ဝန်းကျင်လောက်သူရအောင်ပါဥပမာတစ်ခုအနေနဲ့ပြောပြမယ်ကိုကျော်ဟင်းကကျောင်းမရတအားကောင်းနေကွာကျောင်းမရတအားကောင်းလို့64နှစ်မှလည်းသူအတက်ရှင်နေတဲ့ထားပါတော့64နှစ်မှသူအတက်ရှင်နေတယ်ဆိုရင်အတက်65နှစ်ကနေစပြီးတော့64နှစ်အထိနှစ်တိုင်းနှစ်တိုင်း 6000လောက် insurance company ကသူပိုက်ဆံပေးမှာပင်စင်တစ်ခုအနေနဲ့ပေးမှာပေါ့နော်60နှစ်မှာ insurance company C ကသူပိုက်ဆံဘယ်လောက်ရမှာလဲဆိုတော့တသိန်း၈တောင်းလောက်ရသွားပြီတသိန်း၈တောင်းလောက်ရသွားပြီမမေ့နဲ့အောင်ဒီ move policy တွေဝဲတော့ပိုက်ဆံဘယ်လောက်ပဲကုန်လဲတိလားဟိုးအရင်တော့သူဆောင်ခဲ့တာပဲနှစ်စလဲ၈နှစ်စပဲနော်အသက်45နှစ်ကနေ52နှစ်အထိပဲသူပေးဖို့လိုတာလာစင်ကျေးသူဆောင်ဖို့လိုတာ ဟိုးအရင်တော့သူဆောင်ခဲ့တဲ့ပိုက်ဆံတွေအားလုံးကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်3,000 6,000ကြော်ကြော်လောက်ပဲသူအိတ်ကထဲကထုတ်တဲ့ပိုက်ဆံ3,000 6,000ကြော်ကြော်လောက်ပဲပင်စင်စားဖို့တဲ့ရွယ်ရောက်လာတာနဲ့တနစ်ကို6,000 6,000နဲ့တိုင်းတူရတယ်မတေးမချင်းတူရမယ်သူအသက်အကြာကြီးရှိရင်လည်းပိုက်ဆံအများကြီးရမယ်သူစောစီးတည်သွားရင်လည်းကြံခဲ့တဲ့မိသားစုတွေကလည်းပိုက်ဆံအများကြီးရမှာပေါ့ကျွန်တော်ပြသွားတဲ့ဥပပါတစ်ခုစဉ်းစားကြည့်အသက် အချာရေးရှေလေးလေး insurance company စီကပိုင်ဆိုင်အများကြီးစားရလေလေးပဲဒါမှမဟုတ်ရင်ကန်ဆိုးလို့เนาะဒီကိုကြောင့်ဟင်းကဆော့ဆော့ဆီဆီတည်သွားမယ်ဆိုလို့ရှင်လေကြံခဲတဲ့မိသားစုတွေကလည်း insurance company စီကပိုင်ဆိုင်အများကြီးရမှာအဲကြောင့်မို့လို့ကျွန်တော်တို့ life insurance company စီမှာပိုင်ဆိုင်စုရီပို့ကောင်းတယ်လို့ကျွန်တော်အကြံပေးချင်တာအရင်ရောဗီဒီယိုတွေထဲမှာဆိုရင်ကျွန်တော်အများလားပြောနေကြပဲလူချင်းမျိုးပဲမျိုးမှာရနေနေပဲပြည်နယ်မှာရနေနေအကူအညီလိုအပ်တယ်ဆိုရင် Mingla Insurance Agency အဖွဲ့စီကအခက်မဲ့ပဲကူညီပေးနေတာเนาะ ကျွန်တော်တို့နဲ့အလုပ်လုပ်တဲ့ insurance company တွေအားလုံးကတွေးဖောက်ဆံမလို့ဘူး interview လုပ်ဆံမလို့ဘူးเนาะ entire ရောက်ခန္ဓာကိုယ်စမ်းစစ်ကြည့်ကြလည်းမလို့ဘူးကျွန်တော်တို့ရှောက်လာရှောက်ပေးတယ်ဆိုတာက online မှာပဲရှောက်ပေးတာလူချင်းမီတို့နေတဲ့နေရာနေတဲ့မြို့နေတဲ့ဒေသမှာပဲဖုန်းခေါ်လာစာရေးလာလိုအပ်တဲ့ချက်လက်တွေကိုပို့လာပြီးကျွန်တော်တို့က DNA ရှောက်ပေးလို့ရတာပေါ့နော်ပြီးတော့နောက်တစ်ချက်လူချင်းမီတို့ကအခြား company တွေမှာရှောက်ပြီးပြီးသူတို့လက်မခံရင်လည်းစိတ်မပြတ်သေးနဲ့ကျွန်တော်တို့ဖုန်းခေါ်လာစာရေးလာကျွန်တော်တို့နဲ့အလုပ်လုပ်တဲ့ insurance company တွေအများကြီးရှိတယ် ဂျာမန်ရေကောင်းတဲ့လူတွေတွေ့ရှိတယ်လို့ဂျာမန်ရေအခြေအနေဆိုးရွားတဲ့ကျွန်တော်တို့မြန်မာတိုင်းဒါတွေတွေ့လဲ insurance company ဆိုတာရှိတာပေါ့နော်ဒီ company ရှောက်လို့လက်မခံဘူးကွာဆိုရင်လည်းစိတ်ပြက်စရာမလိုဘူးစိတ်ပူစရာမလိုဘူး life insurance တကယ်လိုချင်တယ်ဆိုရင်စာလာရေးလာဖုန်းခေါ်လာအကောင့်ဆော့ရစာအုံဆုံးရေးလာပါဒီဖုန်းနံပါတ်ထဲမှာစာရေးလာပြီးကျွန်တော်တို့အားတဲ့အချိန်မှာအများဆုံးဖုန်းပြခေါ်မယ်မဟုတ်ရင်စာပြရေးမှာပေါ့နော်